ထမြောက်ရခြင်းခန်းကြီးဆံကထို့အခါမောရှိနှင့်ဤတီလအမျိုးသားတို့သည်ထာဝရဘုရားတချင်းဆိုသော စကားဟုမူကထာဝရဘုရားသည်ဘုံပွင့်လက်အောင်ပွဲခံတော်မူသည် ဖြစ်၍ကိုရောအောင်တချင်းဆိုပါအံမြင်းနဲ့မြင်းစည်းသူရဲကို ပင်လေရဲတော့လှဲချတော်မူပြီးထာဝရဘုရားသည်ငါအစွမ်းတည်း ငါတချင်းဆိုကြငါကိုကဲတင်တော်အရှင်ဖြစ်တော်မူ၏ထိုဖရာသည်ငါကိုးကွယ်ရာဖရာသည်ခင်ဖြစ်တော်မူ၏ထောမနာပြုပါမည်ငါဘူဝေတုဤဖရာသည်ခင်ဖြစ်တော်မူ၏ငါချီးမြှောက်ပါမည်ထာဝရဖျားသည်စစ်သူရဲ့ဖြစ်တော်မူ၏ထာဝရဖျားတီးဟူသောနာမတော်ရှိတော်မူ၏ ဖာရောဘုရင်ဤယထာနဲ့ဘူချီတို့ကိုပင်လယ်ထဲသို့လှဲချတော်မူပြီးရွေးတော်ဘုံမင်းတို့သည်အဲ့တုံပင်လယ်၌မြုပ်လက်ရှိကြ၏။နတ်စွာသောအရက်၌လွှမ်းမိုးလက်ရှိကြ၏။ကြောက်ကဲ့သို့အောက်သို့ဆင်းကြ၏။အိုထာဝရဖျာလက်ရလက်တော်တွေတကူအားဖြင့် ဘုံကြီးတော်မူ၏။ဩထာရပြလက်ရလက်တော်သည်ရှန်သူတို့ကို ချိုးဖက်ဖြက်စီးတော်မူ၏။ကိုရော့တစ်ဖက်၌ထတော်သူတို့ကိုဘုံတကိုအာနုပေါ်တော်တို့နှင့်လဲတော်မူ၏။အမျက်တော်ကိုလွှတ်၍သူတို့ကို အမိုက်ကဲ့သို့မီလာစေတော်မူ၏။နှာခေါင်းတော်လေအားဖြင့်ရည်သည့်စုဝေး၍ စီးသောရေတွေပုံပုံကြွ၍ပင်လေဤအလေ၌ပင်နက်သောရေတွေတောင်းမှလည်းနေရ၏ရန်သူကငါလိုက်မိသူတို့ကိုမှီလိုက်မိလူယူသောအဥ္စာကိုဝေ၍သူတို့၌ငါချင်းရဲ့ပြေလိုက်မိဓာတ်ကိုအိမ်မှထုတ်၍သူတို့ကိုငါလက်နှင့်ဖြက်စီးမိဟုဆိုသည် ကိုရောဒီလေကိုမှုတ်တော်မူသည်ဖြင့်ပင်လေသည်သူတို့ကိုလွှမ်းမိုး၍သူတို့သည်အာချီသောရေထဲမှခဲကဲ့သို့ဆင်းကြလေ။အိုထာဝရဖျားဖျားများတို့တွင်အဘယ်မိသောဖျားသည် ကိုရောနှင့်တူပါသနည်း။တန်ရှင်းခြင်းအပြင်ဘုံကြီးတော်မူထသောချီးမွမ်းခြင်းကိုခံစဉ်တွင်ကြောက်မက်ဖွယ် ဖြစ်တော်မူထသောအံ့ဘွယ်သော အမှုတို့ကိုပြုတ်တော်မူသောကိုတော်နှင့်အဘယ်ဖျားတူပါသည်။လက်ရလက်တော်ကိုစန့်တော်မူသည်ဖြစ်။သူတို့ကိုမြေမြုပ်လေ၏။ရွေးတော်မူသော လူမျိုးကိုကရုဏာတော်အားဖြင့်ပို့ဆောင်တော်မူ၏။တန်ရှင်းတော်နေတော်မူရာသို့တကူတော်အားဖြင့် လမ်းပြတော်မူ၏လူမျိုးတို့သည်တည်င်းကြား၍ကြောက်လန့်ကြလိမ့်မည်ဩလိတိနာပြည်သူပြည်သားတို့သည် ပူပန်ခြင်းသို့ရောက်ကြလိမ့်မည်အေဒုံဘူတို့သည်မိမောတွေ့ဝေခြင်းမောဘသူရဲတို့သည်တုံလှုပ်ခြင်းခါနန်ပြည်သားအပေါင်းတို့သည် စိတ်ပြည့်ခြင်းသို့ရောက်ကြလိမ့်မည်ဩထာရပြား ကိုတော်၏လူတို့သည်လွန်သွားသောအခါရွေးတော်မူသော ကိုတော်၏လူတို့သည် လွန်သွားသောအခါထိုလူအမျိုးမျိုးတို့သည်ကြောက်သောစိတ်ထိတ်လန့်သောစိတ်အာကြီး၍လက်ယုံတော်တကူကြသူတို့သည်ကြောက်ကဲ့သို့ငြိမ်ငြိမ်နေကြလိမ့်မည်ဘောထာရပြာအမွေခံတော်မူရာတောင်တီးဟူသော ကျင်းဝတ်တော်မူရာဖို့ ພັນຊင်းတော်မူသောອຍັດເທດໂຕກໍອີລູໂລກູຕວင်းတော်မူໄລບີອົງທາຣະພຍາເລດດໍເນຕີတော်မူသောຕັນຊင်းຍາຖານະດໍນັ້ນນິຍາຈດໍမူໄລບີທາຣະພຍາທີ່ກາລາອສິນອເມຊູສັນတော်မူຊີຕິຫຸຕະຊິນສູຈເລຍຈາມູກາຟາໂຣບີອີမြင်းများ ယထာမြမြင်းစီသူရဲ့များတို့တည်ပင်လဲရဲသောဝင်၍ထာဝရပြားသည်သူတို့အပေါ်မှာပင်လဲကိုလွှမ်းမိုးစေတော်မူ၏ဤတိလအမျိုးသားတို့ဘုကပင်လဲအလေ၌မြေပေါ်မှာရှောက်သွားကြ၏အာရုံဤအမဖြစ်သောပရောဖက်မမိရအန်ဒီပတ္တာကိုကန့်၍မိမအပေါင်းတို့သည်ပတ္တာတီးလှည့် ကလည်းလိုက်သွားကြ၏မိရိအန်ကလည်းထာဝရဘုရားသည်ဘုံပွင့်လက်အောင်ပွဲကိုခံတော်မူသည်ဖြစ်၍ကိုရောအားတချင်းဆူကြလိုမြင်းနှင့်မြင်းစည်းသူရဲကိုပင်လဲရဲသောလှဲချတော်မူပြီးဟုသူတို့နှင့်အတန်ပြိုင်၍ဆိုလေ၏ထို့နောက်မောရှိသည်ဤတိလလူတို့ကိုအေဒုံပင်လဲမှဆောင်းသွား၍ သူတို့ဒီရှုရတော်တော်ရောက်ကြ၏ဤတော်၌တုံးရခီသွား၍ရေကိုမတွေ့မရကြမာရအရက်တော်ရောက်တော်အခါမာရရည်သည်ခါတော်ကြမတောက်နိုင်ကြထို့ကြောင့်ထိုအရက်ကိုမာရဟုတမုတ်ကြသည်လူများတို့သည်မောရှိကို အပြစ်တင်၍ မိတန်းလည်းအဘက်တော့တောက်ရပါမည်နီဟုဆိုကြ၏မောရှိသည်ထာဝရဘုရားအားအော်ဟိ၍ထာဝရဘုရားသည်တစ်ပင်တပင်ကို ပြတော်မူ၏ထိုအပင်ကိုရေထဲသို့ချပြီးလေရေသည်ချို့လေ၏ထိုအရက်နှင့်သူတို့ကိုစုံလန်း၍စည်ရင်ထုံးဖွဲ့တော်မူသည်ကတင်တို့သည် တင်တူဤဖယားတခင်ထာရဖယားဤစကားကိုစစ်စစ်နားထောင်၍နှစ်သက်တော်မူသောအကျင့်ကိုကျင့်လေ၎င်းပညတ်တရားတော်အလို့တော်လိုက်၍စည်ရင်တော်မူချက်တို့ကိုစောင့်ရှောက်လေ၎င်းငါသည်အေဂုတ်တို့လူတို့၌ဆွဲစီသောယောဂတစုံတစ်ခုကိုမျှတင်တူ၌မဆွဲစီငါသည်တင်တူဤယောဂကိုညှိစေသောထာဝရဖယား ဖြစ်သည်ဟုမိတော်မူ၏ထိုနောက်မှရေတွင်ဆက်နှစ်တွင်စံပလွန်ပြေခုနှစ်ဆယ်နှစ်ပြည့်စုံရာအေးလေရွာသို့ရောက်၍ထိုအရက်တွင် ရေရှိရာအနားမှတက်ချကြ၏